ပတ်စံပို့သုံးပြီးတော့ app to date ဖြည့်ချင်လား note 15 pro ဝယ်နည်းနည်းလေးစိတ်သက်သာခြင်းပြီးတော့ compact နည်းနည်းလေးဖြည့်ချင်လား note 13 pro ဝယ်အဲ့လိုမျိုးညွှန်းလိုက်လို့ရှိရင်တော့တွေ့တာပေါ့ဗျာဒါပေမဲ့ဒီလောက်ထိမယိုးရှင်းဘူးလေအเจ้าမလို့ကျွန်တော်ဒီနေ့မှာဒီ video လုပ်ပေးသွားမှာလည်းဖြစ်ပါတယ် ားလုံးအမြင်လာပေါ်နေပြည်တုံကြပါစေ user review tag channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါကျွန်တော်ရဲ့ဒီနေ့ video လေးကတော့ကျွန်တော် video ဆောက်မှာခုနပြောခဲ့သလိုပဲပေါ့နော် comparison ပုံစံလေးကျွန်တော် video လေးတစ်ခုပြန်ပြီးတော့လုပ်ပေးမှာပေါ့နော်အဲဆိုတော့ကျွန်တော်ဒီမှာ phone နှလုံးစလုံးမရှိတော့ဘူးဆိုတော့အကြောင်းမလို့ကျွန်တော် video cut လေးနဲ့ထည့်ပေးထားတာပေါ့နော်ဆိုတော့လက်ထဲမှာတော့ကင်ပြီးတော့ပြလို့တော့မရတော့ဘူးဗျာဒါပေမဲ့လည်းအဲကျွန်တော် note 13 pro လေးပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲကျွန်တော်ဒါ review လုပ်ထားပေးတာရှိတယ် note 15 pro လေးကလည်းပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ review လုပ်ထားပေးတာရှိတဲ့အတွက်ကြောင့်ခန်းစားချက်ကနည်းနည်းလေးရနေသေးရပေါ့ဗျာအကြောင်းမလို့အဲ့ဒီခန်းစားချက်လေးနဲ့ ကျွန်တော်အဲ့ဒီဒီဗီဒီယိုမတိုင်ခင်လေးမှာဆိုလို့ရှိရင်လည်းဆမ်းပြီးတော့ကလစ်ပြီးတော့ကင်ထားရတယ်ရှိရတော့နှစ်ခုစလုံးကို comparison ပုံစံမျိုးလေးပြည့်ပြည့်စုံလုပ်ပေးလို့ရတယ်ကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်တာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုကတ်လေးတော့ထည့်ထားပေးပါတယ်ဒါအစီအမံလို့တော့မျှော်လင့်ပါတယ်စပြောမှမဆိုလို့ရှိရင်တော့ဘာလို့ဒီနှလုံးကိုကျွန်တော်စပြီးတော့ ကွန်ပရစင်လုပ်ဖို့အတွက် idea ရသွားလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂျားထဲမှာထွက်ခဲ့တဲ့ Redmi ရဲ့ Note 14 Pro ကကျွန်တော် curve display ဖြစ်နေတဲ့အတွက်ကြောင့်ထိုးချို့သောသူတွေကဖုန်းကပူတယ်လို့ pan rejection မကောင်းလို့ရှိရင်ဒီ laptop နဲ့သွားညှိရဲလို့ရုပ်ရှင်ကြည့်ရတာအဆင်မပြေဘူးလို့အဲ့လိုမျိုးပေါ့နော်ဟို convenience state မဖြစ်ဘူးဆိုတော့ခံစားချက်မျိုးတွေ feedback တွေပြန်ပြောတာများတဲ့အတွက်ကြောင့်ဩဒါလေးကတော့အဆင်မပြေနိုင်ဘူးထင်တယ် Note 13 Pro ကိုင်နေတဲ့သူတယောက်က Note 15 Pro တက်လိုက်မယ်ဆိုလို့ရှိရင်ဟောဘယ်လိုမျိုးအနေအထားမျိုးလေးရှိမလဲဆိုပြီးတော့ကျွန်တော်သိချင်တဲ့အတွက်ကြောင့်ဒီ comparison video လေးကိုကျွန်တော်လုပ်ပေးရလဲဖြစ်တယ်ပေါ့နော် ဆက်ပြောအောင်ဒီဖုန်းနှလုံးကိုကျွန်တော် space zero ဘယ်လိုဖြစ်ပါလဲဘာညာကျွန်တော်မပြောတော့ဘဲနဲ့အပေါ်ကနေပဲ roughly ပုံစံမျိုးတွေပဲဖြတ်ပြီးတော့ပြောသွားပေးမှာပေါ့နော် deep down တော့မစင်းတော့ဘူး deep down ကြည့်ကျင်နေဆိုလို့ရှိရင်တော့အဲကျွန်တော်ရဲ့ဒီနှစ်ခုစလုံးရဲ့ full review video တွေရှိရတော့ကြောင်း Redmi ရဲ့ Note 13 Pro ရဲ့ full review တွေရော long term review တွေသွားရှာပြီးတော့ကြည့်လို့ရသလိုကျွန်တော်ရဲ့တစ်ဖက်ကဒီ Redmi ရဲ့ Note 15 Pro ရဲ့လာဒီ full review လည်းကျွန်တော်တင်ထားပေးတာရပိုင်းလေးရပဲရှိသေးရတော့ကြောင်းအမှသွားရှာပြီးတော့လည်းကြည့်လို့ရတယ်အဲ့ဒါတော့ details တွေထပ်ပြီးတော့မပြောတော့ဘူးပေါ့နော်တခုနဲ့နဲ့စာရေးပြောပေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော် video အစ ောက်မှာပြောခဲ့တာအဲ့ဒါအမှန်တိုင်းပဲပိုကောင်းကျင်တဲ့ ဟန်ဖီလင်ပိုကောင်းနေတယ် display ကြီးကြီးလေးကင်နေတယ်ပြီးတော့ဒီပိုပြီးတော့အစသအရာမှာ all rounder မှာနည်းနည်းနည်းစီပိုကောင်းတဲ့ feeling မျိုးလေးခံစားနေတယ်ဆိုလို့ရှိရင် Redmi ရဲ့ Note 15 Pro သာတက်ပြီးတော့ဝယ်ဈေးတဲ့ဈေးရန်အဖြစ်ဆိုလို့ရှိရင်နှစ်သိန်းလောက်ပိုပြီးတော့များရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက cost လေးရှော့နေတယ် combat လေးဖြစ်နေတယ်ခုချိန်ဒီကိုလည်းအဆင်ပြေပြေလေးတုံးကျင်သေးတယ်ပေါ့နော်အဲဒီမျိုး Redmi Note 15 Pro လောက်မကောင်းဆိုလို့ရှိရင်လည်းသူ့အနေနဲ့သူအနေထားတရက်ရှိနေသေးတဲ့ဖုန်းတုံးကိုရှာနေတယ်ဆိုလို့ရှိရင် Redmi ရဲ့ Note 13 Pro လေးကလည်းခုချိန်ဒီကိုတော်တော်လေးကိုရွေးချယ်လို့ကောင်းတဲ့ဖုန်းလုံးပြေရှိနေတယ်လို့ ဈေးတန်းအဖြစ်ဆိုလို့ရှိရင်လည်းအစ်စ်ကလည်းဈေးတော်လေးကျသွားပြီဖြစ်တဲ့ကြောင့်ဝယ်လို့တော်လေးကိုကောင်းနေပြီဆိုတဲ့အနေအထားမျိုးလေးမှာရှိတယ်ရှိတာဖြစ်တဲ့အတွက်ဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရတဲ့အနေအထားလေးမှာတော့ရှိတယ်ပေါ့နော်ဆိုဒီဖုန်းလုံးစပြီးကောက်ကင်လာခြင်းနဲ့ခံစားချက်နဲ့ပဲစပြောရမယ်ဆိုရင်တော့ဖုန်းနှလုံးစလုံးကခံစားချက်ကတော့ကောင်းတယ်ဒါပေမဲ့ premium အများကြီးပိုဆန်ပြီးတော့ flagship phone တုံးနဲ့တော်တော်လေးနှီးစက်တူတယ်ဆိုရက်ခံစားချက်ကတော့ Redmi Note 15 Pro ကတော့အများကြီးပိုပြီးတော့ခံစားရတယ်။တစ်ဖက်က Note 13 Pro ကတော့နည်းနည်းလေးဒီနေရာမှာတော့ big quality တိတ်မကောင်းဘူး။နည်းနည်းလေးချိဖြစ်တယ်ဆိုရက်ခံစားချက်မျိုးတွေတော့ခံစားရတယ်ပေါ့နော်။ big quality မှာတော့ဘလုံးမောက်နောက်ထပ်တဲ့ phone ကိုအရှိထွက်တဲ့ phone ကမရှင်နိုင်ဘူးလို့ပဲပြောရမှာပေါ့နော်။ဒီ phone လုံးက weight ကလည်းကွာတာ哦။ဒီတစ်ဖက်က Redmi Note 15 Pro ကကျတော့ 217g ရှိပြီးတော့တစ်ဖက်က Redmi Note 13 Pro 5G လေးကကျတော့ ဒါ189 gram လောက်ပဲရှိတယ်ပေါ့နော်ကြောက်မအဲ့နှစ်ခုရှင်မယ်ဆိုလို့ရှိရင်လည်း weight ကလည်းတိတာကို note 15 pro လေးကပို့ပြီးတော့များတယ်လို့စီးစီးပပိုင်းနဲ့ကန်ရတာပို့ပြီးတော့လည်းကောင်းတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ဒီညမှာတစ်ခုမကောင်းတာကဒီ note 15 pro ကကြတော့ဒီအချိုးကွေတွေက iphone ချိုးကွေတွေဖြစ်တဲ့ပြင် display size ကလည်းပို့ပြီးတော့ကြီးသွားပြီးတော့6.83တောင်မှဖြစ်သွားတာဖြစ်တဲ့လို့ကြောင်းတစ်ဖက်ကကျွန်တော်တို့အဲ Xiaomi အရင်ကသုံးနေကြ display ပန်နေပေါ့ဗျာ6.67နဲ့ရှင်မယ်ဆိုလို့ရှင်တော့ပို့ကြီးတယ်ကြီးတဲ့ပြင်ကဘာဖြစ်လဲဆိုလို့ရှင်တော့အဲ့လို က်ကလည်းကျဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့မျိုးလက်ကြီးတဲ့သူတွေကအဆင်ပြေတယ်ဆိုပေမဲ့လက်နေနဲ့သေးတဲ့သူတွေဆိုလို့ရှိရင်တော့အဆင်ပြေမှာမဟုတ်ဘူးတော်တော်လေးကိုကင်လို့ရှိရင်တိုင်ပတ်နေမယ်ဆိုတဲ့အနေအထားမျိုးလေးမှာတော့ရှိနေမယ် main key တွေဆိုလို့ရှိရင်ပိုဆိုးမဲ့အနေအထားမျိုးလေးရှိရပါတော့အကြောင်းမလို့ main key တွေအမျိုးရှင်ပြီးရွေးမယ်ဆိုလို့ရှိရင်တော့ note 13 pro လေးအောင်မှာနည်းလေးပို့ပြီးတော့အဆင်ပြေတယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိနေမယ်လို့ဒါကျွန်တော်ကြိုးပြီးတော့ပြောထားလို့လည်းရတာပါတော့ဘေးပေါင်တွေကိုကင်ကြည့်တဲ့ feeling ကအစား note 15 pro ရဲ့ဘေးပေါင်တွေကအများကြီးပို့ပြီးတော့ကင်လို့ကောင်းတယ်ပရီမီယံပိုဆန်တယ်ဆိုတဲ့ခံစားချက်မျိုးခံစားရလိမ့်မယ်ပေါ့နော်ပြီးတော့အရှိတ်ဘက်က display ကိုကြည့်မယ် ဆိုတော့ကျွန်တော်ခုနကပြောလိုက်တဲ့ထဲမှာလည်းပါသွားပြီပေါ့နော်တစ်ဖက်က Redmi ရဲ့ Note 13 Pro 5G ကကြတော့6.67 inches အကျယ်ရှိပြီးတော့တစ်ဖက်က Note 15 Pro ကကြတော့6.83 inches အကျယ်ရှိတယ်ပေါ့နော်အဲကြောင့်မလို့ Display Panel Quality မှာလည်း Note 15 Pro ရဲ့ Display Panel Quality ကအများကြီးပိုပြီးတော့ကောင်းတယ်ဆိုတဲ့ခံစားချက်မျိုးခံစားရလိမ့်မယ်ပြီးတော့အချိုးကွေတွေအားစ Symmetrical တော်လေးကြသလိုအပေါ်က 4Hz ချင်းနေဘေးပေါက်ပစ်စဲတွေအားတော်လေးကိုကျင်းနေ iPhone လုံးသုံးရတယ်ဆိုတဲ့ခံစားချက်မျိုးတော်လေးကိုတူရဖြစ်တဲ့အတွက် Display Panel Quality ဘိုင်းမှာတော့ Note 15 Pro ရဲ့ Display ကအများ များကြီးပို့ပြီးတော့ကောင်းတယ်ဆိုရယ်ခံစားချက်မျိုးလေခံစားလိမ့်မယ်ပေါ့နော်ဒီအင်ဒိုမှာပဲတုံတုံအောက်ဒိုမှာပဲတုံတုံ brightness ကလည်းလုံလောက်အောင်လင်းတယ်လို့ display panel quality ကလည်းကောင်းတာဖြစ်တော့ဒီဘိုင်းမှာတော့ display panel quality ဘိုင်းမှာလည်းကျွန်တော်က note 15 pro လေးကိုတော့အများကြီးပို့ပြီးတော့သဘောကျတယ်လို့ပြောလို့ရတယ်ဒီလိုပြောလိုက်လို့ note 13 pro ကမကောင်းလားဆိုတော့မဟုတ်ဘူး redmi ရဲ့ note 13 pro လေးကလည်းသူ့အနေနဲ့သူတော်လေးအဆင်ပြေပြေလေးနဲ့ကောင်းနေသေးတာကိုတွေ့ရတယ်ဒီမျိုးပေါ့နော်ဒီ note 14 pro လို့ note 15 pro နဲ့မရှင်သေးရတော့သူ့အနေနဲ့သူကတော့တော်တော်လေးအဆင်ပြေတဲ့ quality တခုမှရှိနေသေးတယ်လို့ပြောလို့ရနေတာတခုမှတော့သူ့ရဲ့ display pad နဲ့ quality လေးကရှိနေသေးတယ်ဆိုရင်ဒီသမီးလေးမှာတော့ရှိရပါတော့ဒီကောင်လည်း 480R လေးကျင်းတယ်ပြီးတော့ရှင်ဘေးပေါင်ဘေးဆဲလေးချင်းနေတဲ့တော်လေးကိုကျင်းတာဖြစ်တဲ့အတွက်အဲဒီ full view experience ကလည်းအခုချိန်ဒီကိုအပြည့်အဝရနေသေးတယ်ပေါ့နော်ဒီဘိုင်းမှာလည်းသူ့အနေနဲ့သူအဆင်ပြေနေသေးတယ်လို့တော့ပြောလို့ရတယ်နောက်ခုစတော့ OLED display ဖြစ်တဲ့ကြောင့် under display fingerprint ရတယ် under display fingerprint ကိုလည်း optical ပဲသုံးထားပြီးတယ်နောက်ခုကျတော့နောက်ခုစလုံးကမြန်ရတယ် accurate ဖြစ်တယ်ဒီဘိုင်းမှာတော့ဘာမှသိပ်ပြပြောစရာမရှိဘူး um ဒီနည်းနည်းလေးပေါ့နော်အထွန်းတက်ရမယ်ဆိုလို့ရှင်တော့ note 13 pro ကတစ်ချက်တစ်ချက် fingerprint မမိပဲနဲ့နှစ်ခါနှစ်ခါတော့ပြန်နှက်ရတဲ့အပိုင်းလေးတော့ရှိရလေးတော့ရှိတယ်ဒါပေမဲ့ overall မှာဆိုလို့ရှိရင်တော့အတူတူပဲလို့ပြောလို့ရနေတာတခုမှရှိရပါတော့ပြီးရင် haptic motor haptic motor မှာဆိုလို့ရှိရင်တော့ကွဲသွားတာလေးနည်းလေးတော့ကျွန်တော်တို့တွေ့ရတယ် note 15 pro ရဲ့ haptic motor ကျွန်တော်အများကြီးပိုပြီး premium ပုံစံတယ်လို့ပြောလို့ရတယ်တစ်ပတ်က note 13 pro ရဲ့ haptic motor မကောင်းမှုကောင်းတယ်ဒါပေမဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ note 15 pro ရဲ့ haptic motor အများကြီးပိုကောင်းသွားပြီဆိုတဲ့အနေအထားမျိုးလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့် haptic မှာတော့ဒီ redmi ရဲ့ note 15 င်ဘရိုလီကိုမရှင်းနိုင်ဘူးလို့ပဲပြောရမှာပေါ့နော်ပြီးတော့ speaker speaker ဘိုင်းမှာဆိုလို့ရှိရင်တော့နှစ်ခုစလုံးက stereo speaker ကိုတုံးထားပြီးအတန်ထွက်ကနှစ်ခုစလုံးကတော့တော်လေးကျယ်တယ်ဆိုပေမဲ့ဒီ note 15 pro speaker ကအများကြီးပို့ပြီးတော့ကျယ်သူတို့ clarity လည်းအများကြီးပိုကောင်းတယ် distortion တွေပါရဲ့တိတ်ဝင်တာတော့မတွေ့ရဘူးပေါ့နော်တစ်ဖက်က note 13 pro ကတော့ nearly အနှစ်ကြာသွားပြီဖြစ်တဲ့လို့ကြောင့် distortion nearly ဝင်တာလေးလည်းရှိသလို speaker အရင်ကြီးမကျယ်ဘူးတစ်ခါကျလို့ရှိရင် clarity အရင်မကောင်းဆိုတော့ခံစားချက်မျိုးလေးတော့ခံစားရတာတွေရောရှိရပေါ့နော်ဒီဘိုင်းမှာဆိုရင်တော့အတန်ထွက်ကတော့ကျွန်တော်တို့ဒီ note 15 pro မှာဆိုလို့ရှိရင် ည်းအပေါ်နဲ့အောက်နဲ့ဟာညီတောင်ညီပါရှိတယ်60 40လောက်ထွက်တယ်ပေါ့နော်အောက်ဘက်က60အပေါ်ဘက်က40လောက်ထွက်တယ်တစ်ဖက်ကဒီ Note 13 Pro ကကျတော့အောက်ဘက်က80လောက်ထွက်ပြီးအပေါ်ဘက်က30လောက်ထွက်တယ်လို့ပြောလို့ရတယ်ဒီပိုင်းတွေကိုလည်းကျွန်တော်ဒီကောင်းရဲ့ long term review တွေပါလည်းမလည်းပြောထားပြီးပြတော့ကျွန်တော်တိတ်ပြီးတော့မရှင်းပြတော့ဘူးပေါ့နော် speaker မှာခြုံကြည့်မယ်ဆိုရင်တော့ Note 15 Pro speaker လေးကနည်းနည်းလေးပိုကောင်းတယ်ဆိုတော့ခံစားချက်မျိုးလို့ခံစားရလိမ့်မယ်ပေါ့နော်ပြီးတော့ဒီမှာ Note 15 Pro ကတိတိကျအများကြီးပိုကောင်းသွားတဲ့ပိုင်း battery ပိုင်းပေါ့နော် battery ကြည့်မယ်ဆိုလို့ရှင်တော့ silicon carbon မှာ Note 15 Pro ကကျတော့ဒီ 8000 mAh ရှိသူကထည့်ထားပြီးပြီးတော့တစ်ဖက်က Note တက်တင်းဘရိုကကြတော့ silicon ကဘုံမဟုတ်သေးဘဲနဲ့အရင်တော့အသုံးထားတယ် lithium ion ကိုပဲ9100 mAh ကိုပဲသူကထည့်ထားပေးတယ်အကြောင်းမလို့အဲ့လိုမျိုးရှင်းမယ်ဆိုလို့ရှိရင်တော့ note 13 pro က battery ကအများကြီးမခံတော့ဘူးဆိုတော့ခံစားချက်မျိုးခံစားရတယ်သူကလည်းသူကတော့တရက်တောင် AAC လုံလောက်အောင်သုံးလို့ရသေးတယ်ဆိုပေမဲ့တစ်ဖက်က Redmi ရဲ့ note 15 pro ပေါ့နဲ့ရှင်းမယ်ဆိုရင်တော့အတိတ်မခံတော့ဘူးဆိုတော့ခံစားချက်မျိုးတော့ခံစားရလိမ့်မယ်ဒီဘိုင်းကိုလည်းကျွန်တော်ဒါသူတို့ရဲ့ full review တွေ long term review မှာပြောထားပေးတာဖြစ်တဲ့အတွက်ကြောင့်ထိတ်သိပ်ပြီးတော့ထည့်ပြီးတော့မပြောတော့ဘူး performance ဆို performance ကိုကြည့်မယ်ဆိုရင်လည်း ခုစလုံးကမတူဘူးတစ်ဖက်က Snap Dragon ကိုသုံးထားပြီးပြီးတော့ဒီတစ်ဖက်က Redmi ရဲ့ Note 15 Pro ကကြတော့ Dimensity ကိုသုံးထားပြီးတယ်အဲဒီ Redmi ရဲ့ Note 15 Pro မှာဆိုလို့ရှင်တော့ Dimensity 9400 Ultra ကိုသုံးထားပြီးပြီးတော့တစ်ဖက်က Redmi ရဲ့ Note 13 Pro ကိုကြည့်မယ်ဆိုလို့ရှင်တော့ Snap Dragon ရဲ့ 7S Gen 2ကိုသူကသုံးထားပြီးတယ် Performance ကဘယ်လိုနေလဲဆိုလို့ရှင်တော့အရင်ကြီးကွာခြားလာရတော့မဟုတ်ဘူးဒါပေမဲ့နောက်ထပ်တဲ့ Phone ရဲ့ Performance ကတော့နောက်ထပ်တဲ့အလျောက်တော့နည်းလေးပိုကောင်းလာတော့ရှိတာပေါ့ဗျာဒီဘိုင်းအောင်လေဒါကျွန်တော်ရဲ့သူတို့ရဲ့တက်ဆိုင်ရာ video တွေမှာပြောထားပြီးတာဖြစ်တဲ့တော့ကြောင့်ဒါတော့ထည့်ပြီးတော့မပြောပြတော့ဘူးပေါ့နော် ခြုံကြည့်မယ်ဆိုလို့ရှိရင်တော့ performance မှာ အရမ်မီရဲ့ Note 15 Pro လေးကနည်းလေးပိုကောင်းတယ်ဆိုတော့နေသားမျိုးလေးမှာတော့ရှိတယ်ပေါ့နော်ပြီးတော့ကင်မရာဘိုင်းပေါ့နော်ကင်မရာဘိုင်းကိုဆက်သွားမယ်ဆိုလို့ရှိရင်လည်း Redmi ရဲ့ Note 15 Pro ရဲ့ကင်မရာတွေကလည်းတော်တော်လေးကောင်းတယ်လို့ Redmi ရဲ့ Note 13 Pro ကင်မရာတွေကလည်းအခုချိန်ထိကိုတော်တော်လေးကောင်းနေတယ်လို့ပြောလို့ရတယ် Redmi ရဲ့ Note 13 Pro ရဲ့ကင်မရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ main ကင်မရာကတော့သူက200 megapixel ကိုထည့်ထားပြီးတော့8 megapixel ultra wide တစ်လုံးပါတယ်ပေါ့နော်ပြီးရင်ဘာညာရှူဆောင်လေးတော့ပါတယ်ပေါ့ဗျာထားပါတော့ဒါတစ်ထပ်မပြောတော့ဘူးတစ်ဖက်က Redmi ရဲ့ Note 15 Pro ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းသူက50 megapixel main ကင်မရာရဲ့8 megapixel စာ ultra wide လုံးရုံသူကထိုင်ထားပြီးတယ်ပုံထွက်တရားဘယ်လိုနေလဲဆိုလို့ရှိရင်တော့ အကုန်လုံးဒီဘက်ကတော့အတူတူပါပဲတိတ်မကွာဘူးဒါပေမဲ့နောက်ထပ်တဲ့ဖုန်းရဲ့ကင်မရာတွေနည်းနည်းပိုပြီးတော့ software optimization ပါညာနဲ့ပေါင်းလိုက်တဲ့အချိန်မှာဆိုရင်တော့နည်းနည်းလေးပိုကောင်းတော့သတိထားမိတယ်အကြောင်းမလို့ကင်မရာကို overall ခြုံကြည့်မယ်ဆိုလို့ရှင်တော့ Redmi Note 15 Pro ကနည်းနည်းလေးပိုတာတယ်ဆိုတဲ့အနေအထားမျိုးလေးမှာရှိတယ် video quality မှာဆိုလို့ရှင်လည်းအတူတူပဲနှစ်ခုလုံးက 4K 30fps ပဲရတာဆိုတော့ဘာမှတိတ်ထရီပြောင်းလဲတော့တာမရှိဘူးဒါပေမဲ့ပိုကောင်းတာကတော့နောက်ထပ်တဲ့ဖုန်းဖြစ်တဲ့ Redmi Note 15 Pro ရဲ့ကင်မရာလေးကနည်းနည်းလေးပိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော် selfie မှာတော့ကွာခြားချက်ရှိတယ် Redmi Note 13 Pro ရဲ့ selfie ရကျတော့သူက16 megapixel ပဲပါပြီးတော့တစ်ဖက်က Redmi ရဲ့ Note 15 Pro ရဲ့ကင်မရာကျတော့20 megapixel အထိပါတာပေါ့နော်အကြောင်းမလို့ selfie မှာအများကြီးပိုကောင်းတာတော့ Redmi ရဲ့ Note 15 Pro ရဲ့ selfie လေးကတော့အများကြီးပိုကောင်းတယ်လို့ပြောလို့ရတယ်အတိုင်းပဲ video ရိုက်ကူးတဲ့ဘက်မှာဆိုလို့ရှိရင်တော့ 1080p 60fps ရကြီးပဲအမြင့်ဆုံးရတာဆိုတော့နှစ်ခုစလုံးကတော့ဒီညမှာသူမသားကိုကသူ့ပါပဲလို့ပြောလို့ရတယ်ဘယ်သူမှမသားဘူးပေါ့နော်အကြောင်းမလို့အဲဒီဘက်မှာဆိုလို့ရှိရင်လည်းအတူတူပဲကျတော့ video ဘက်မှာတော့တိတ်နှစ်ခုစလုံးကကွာချားချက်တိတ်မရှိလာဘူးအားရကြတိတ်မကောင်းဘူးလို့ပဲပြောရမှာပေါ့နော် ဒီကောင်နဲ့ Ibrodin ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Redmi ရဲ့ Note 15 Pro ကကျတော့အများကြီးပိုပြီး Ibrodin မြင့်နေရေစိုးပိုခံတယ်ပေါ့ဗျာ MP68 တွေပါပြီးဒီရပြီးတော့တစ်ပတ်ကအရင်ထွက်ခဲ့တဲ့ Redmi ရဲ့ Note 13 Pro ကတော့ MP54 တွေပဲရတာပေါ့နော်အကြောင်းမလို့ရေထဲမှာပြုတ်ကျတာတို့ရေထဲမှာပိုပြီးအထားခံစိန်ခံတာတို့အကျန်းပိုခံတာတို့ကတော့ Redmi ရဲ့ Note 15 Pro လေးကအများကြီးပိုခံပြီးတော့တစ်ပတ်က Redmi ရဲ့ Note 13 Pro လေးကတော့နည်းနည်းလေးနုတယ်လို့ပြောလို့ရတယ်နည်းနည်းထိန်းသိမ်းကင်မှအဆင်ပြေလိမ့်မယ်ရေစိုးတွေရောရေထဲပြုတ်ကျတာတွေပါတွေရောအကျန်းတွေရောအလောက်ထိရောမခံနိုင်ဘူးပေါ့ဗျာအဲ့လိုမျိုးအင်တာမျိုးလေး ော့ရှိတယ်ဆို overall round conclusion ကျွန်တော်ပြန်ချုပ်ပြီးတော့ပြောပြရမယ်ဆိုလို့ရှိရင် ဇီတာအပြင်ဆိုလို့ရှိရင်တော့ Redmi ရဲ့ Note 13 Pro ကအခုချိန်မှာ6သိန်းမှ8ဝမ်းတွေးကိုသူက6သိန်းဝန်းကျင်လောက်နဲ့ဝယ်လို့ရတယ်။တစ်ဖက်က Redmi ရဲ့ Note 15 Pro ကအခုချိန်မှာဈေးတရရိပ်ဈေးနေရာနဲ့ဆိုလို့ရှိရင်တော့825ကိုအခုချိန်မှာဆိုရင်7သိန်းဝန်းကျင်လောက်နဲ့ဝယ်လို့ရတာပေါ့နော်။ဒါနှစ်ခုစလုံးအတိအကျပြောတာပေါ့နော်။ဒီလိုအနေထားမျိုးမှာဘယ်ဖုန်းကိုရွေးတင်လဲဆိုလို့ရှိရင်တော့ကိုကပတ်စံနဲ့ပို့ပြီးတော့တက်နိုင်တယ်။နောက်ဆုံးဟာကိုလည်းကင်ညင်တယ်။ပြီးတော့ Display ကြီးသွားတာတို့ Overall မှာနည်းနည်းလေးပိုကောင်းတာလေးကိုရွေးချယ်ရွေးချယ်ချင်တယ်ဆိုလို့ရှိရင်တော့ Note 15 Pro ကိုရွေးလိုက်တာလည်းအများကြီးပို့ပြီးတော့အဆင်ပြေတယ်။အဲ့လိုမှမဟုတ် ဲနဲ့ကိုက budget လည်းအနေနဲ့ short ရင်နေဗျာပြီးလို့ရှိရင်လည်းဒီလောက် display အကြီးလည်းအဆင်မပြေဘူး curve display ကိုင်းလို့လည်းအဆင်မပြေဘူးဗျာဥပမာပြောရမယ်ဆိုရင် Redmi Note 14 Pro တို့ပါတို့ရွေးလို့အဆင်မပြေဘူးဆိုတဲ့သူမျိုးတွေတွက်ကကြတော့ Note 15 Pro လောက်ထိလည်းမတက်ချင်သေးဘူးဆိုလို့ရှိရင်တော့ Note 13 Pro လည်းအခုချိန်ဒီမှာတော်တော်လေးကိုရွေးချယ်ပြီးတော့ဝယ်လို့ကောင်းနေသေးတဲ့အနေအထားမျိုးလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့် Redmi Note 13 Pro လည်းလည်းမှားတဲ့ရွေးချယ်မှုတခုမဟုတ်နိုင်သေးဘူးလို့ပဲပြောရင်းနဲ့ပဲဒီနေ့ video လေးမှာပဲဆုံးသတ်ချင်ပါတယ်လူချင်းမျိုးဆိုလို့ရှိရင်ဒီ phone နှလုံးထဲကနေဘယ်ဟာတွေကိုရွေးချယ်ပြင်မယ်လို့ထင်လဲဒီဟာနဲ့ပတ်သက်ပြီးတော့ဘာပြောကြ င်တာလေးရှိတယ်အောက်က comment ထဲမှာဝင်ပြီးတော့မန်းငယ်ပေးလို့ရပါတယ်ဖိလစ်ပါကျွန်တော်ရဲ့ video လေးကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ YouTube button မိတ္တိုင်းခံကြပါတယ်ကြည့်ရှုအားပေးကြကြတယ်ဒီဥရောက်ချင်းစီတော်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြားနေတယ်ဆိုလို့ရှိရင်လည်း like and subscribe notify bell နဲ့ပဲကူညီပေးလို့မေးပါနဲ့ကြည့်ရှုပေးကြကြတယ်ဒီဥရောက်ချင်းစီတော်ကျေးဇူးများကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ် video တစ်ခုကြမှာပြန်လည်ဆုံးနေကြတာပါ